ချစ်ချက်အစီအစဉ်ရောက်ပြီဆိုရင်လင်းကဘယ်လိုမျိုးခေါင်းစဉ်အကြောင်းအရာလေးယူဆောင်လာလဲဆိုတာစဉ်တို့မေးကြည့်ရအောင်နော်ဟုတ်တယ်ကဲလင်းဘာအကြောင်းလေးပြောရမလဲဆိုတော့အကြောင်းလေးဒီနေ့ဆွေးနွေးမယ်နော်အာဒီနေ့ဆိုများသောအားဖြင့်ဘဝရဲ့လက်တွဲပေါ်တွေရွေးချယ်ကြတဲ့အခါမှာဟုတ်ကဲ့များသောအားဖြင့်အမျိုးသမီးတွေမျိုးသမီးလေးတွေအတွက်လည်းအဲထဲဝင်စဉ်းစားပေးလို့ရသလိုအာဒီအမျိုးသားတွေအတွက်လည်းတစ်ခါတလေကြိုက်ဒီကတော့လေများသောအားဖြင့်အဲကိုယ့်ရဲ့သမီးကြီးစားတော့သမီးကြီးစားမှာပဲဖြစ်ဖြစ်ဘဝလက်တွဲပေါ်တွေမှာပဲဖြစ်ဖြစ် အနင်းနာသူအများစုကတော့အမျိုးသမီးတွေလို့အားလုံးကသတ်မှတ်ကြတယ်ပေါ့နော်။ခိုင်းကြရင်လည်းအမျိုးသားတွေနင်းနာတဲ့ဟာမျိုးတွေအပိုင်းမျိုးတွေလည်းရှိရတာပဲဟုတ်တယ်။အဲ့တော့ဘဝရဲ့လက်တွဲပေါ်ကျင့်ပေါ်ရွေးချယ်တော့မယ်ဆိုရင်အဲဘယ်လိုမျိုးလေးတွေရွေးချယ်တင်လဲပေါ့နော်။ဟောတင်လဲဆိုတာကိုကအရန်တည်နေလို့လားတက်နေလို့လားဆိုတော့မဟုတ်ပါဘူး။အဓိကတော့အဲဒီအပြင်မှာဖြစ်တွေ့ပတ်ဝန်းကျင်ရဲ့ဖြစ်တည်နေတဲ့ ဒါအိမ်တော်ကြီးအိမ်တော်ကြီးမြင်နေရတဲ့ပုံစံမျိုးလေးတွေအတူတူဒီတငယ်ချင်းအပေါင်းအသင်းတွေကြားမှာဖြစ်လေးဖြစ်ထားရှိတဲ့ဟာလေးတွေကိုမြင်ပြီးတော့ဒါ sharing လုပ်ပေးစီမဲ့ဖြစ်ပါတယ်မြေသူတူဦးတယောက်ချင်းစီကိုမှထိတိုင်းနေတာလို့စိတ်အဲလောင်ပြောင်းတရော်လို့စိတ်နဲ့အဲလင်းလို့သုံးသက်ဆွေးနွေးကြတာမဟုတ်ပါဘူးလို့ကျွန်တင်ပြောချင်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ဟုတ်တယ်အရင်ကြီးရဲ့ ဒီဘောလက်တွဲပေါ့တစ်သလုံးတော့ဒီလူနဲ့အတူတူနေထိုင်သွားရမှာဆိုတော့ဒီလူရဲ့ကောင်းတာဆိုတာတွေကောင်းတော့ကိုယ်ကရွေးချယ်လိုက်ပြီဆိုတာနဲ့ဟုတ်တယ်ပိုဆိုးတယ်လေဟုတ်တယ်အဲလင်းသာဆိုရင်ဘလို့အချက်မျိုးလေးတွေကိုဟိုချစ်တာအပြင်မှာလူတွေကတော့ချစ်လို့ရှိရင်တခါလေးလေးတခြားအချက်တွေကောင်းလို့မိသွားတာမျိုးရှိတတ်တယ်ဒါပေမဲ့တကယ်ဘလောက်ပဲချစ်နေချစ်နေပေါ့ဘလို့အချက်တွေတော့အဓိကမမေ့မလျော့ခေါင်းထဲမှာထည့်ထားတဲ့နယ်လို့လင်းမြင်မိတယ်အဓိကကတော့လေဒါအရင်ဆုံးသမီးစားဖြစ်ပြီးဆိုရင်အာအရင်ဦးဆုံးပေါ့နော်ဟိုချစ်တာရောမေတ္တာရောဟုတ်ကဲ့ အာမြင်မြင်ချင်းမှချစ်မိတာတို့မြင်မြင်ချင်းမှရင်ခုန်တာတို့ဆိုတာကတော့ဒါလူငယ်သဘာဝဖြစ်လေဖြစ်တာရှိတဲ့အဲအလေးချင်းတစ်ခုအလေးထားတစ်ခုလို့ပြောလို့ရတယ်ပေါ့နော်တကယ်တမ်းကျတော့သူ့ကိုချစ်တယ်အဲသူမရှိရင်မနေနိုင်ဘူးဆိုပြီးတော့ယူယူမိုက်မိုက်ချစ်ခဲ့ပြီးတော့မှဘဝမှာရေစုံမျောပြီးတော့အဲအယောင်စားခံလိုက်ရတဲ့အမျိုးသမီးငယ်လေးတွေဟလာမိမ့်မပြူလေးတွေလည်း မြန်မာနိုင်ငံနေမဟုတ်ဘူးပေါ့နော်နိုင်ငံတကာမှာအမ်ရှိနေကြတာဆိုတဲ့အခါကျတော့ဒါလေးတွေကလည်းအမ်မထင်ထားတာလေးတွေကလည်းသတိပြုသင့်တယ်လို့လင်းကတော့ပြောချင်ပါတယ်နောက်တစ်ခုကကျတော့ဘဝရဲ့လက်တွဲပေါ်ခြင်းပေါ်အဖြစ်ကျမသူ့ကိုချစ်လို့ကျမရဲ့ဘဝကြီးကိုလွယ်လွယ်ကူကူနဲ့ပုံပေးလိုက်မယ်ဆိုပြီးတော့အာနောက်ဆုံးအခုခေတ်ကတော့မင်္ဂလာဆောင်တာမဆောင်တာတွေကိုသိပြီးတော့မြမမျိုးသမီးတွေကနည်းနည်းလေးရောပါလာတယ်လို့ထင်တယ်ကိုချစ်တယ်ဆို ဝါခွက်ရဲ့ဝါဟိုပေါ့နော်ဒီဝါခွက်အပ်ပြီးတော့အလုံးစုံကိုကိုယ့်ရဲ့ဘဝကြီးကိုပုံပေးလိုက်တာလို့တော့တချို့ဟာလေးမမြင်ရတွေ့ရတယ်ဆိုတော့အရန်လွှဲမနေပါတယ်ကိုညီမလေးတော်၎င်းကိုဆွေမျိုးသားချင်းတော်၎င်းကိုညီကိုမောင်နှမတော်၎င်းအဲ့လိုဖြစ်ခဲ့မယ်ဆိုရင်ကိုဖြစ်နေတဲ့စိတ်တစ်ခုနဲ့အခုဆိုရင်လည်းသုံးသက်ပြသုံးပြသုံးသက်ပြချင်ပါတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီဘဝရဲ့လက်တွဲပေါ်ဆိုတာ ကိုကိုတကယ်ဖူးစာဘက်အရာပါလာတဲ့လက်တွဲပေါ်မျိုးလည်းရှိတယ်တခါလေးဆိုင်မထင်မထားပဲအဲတန်ဒီပေါ့နော်ရေဆက်ကြောင့်စုံမှတ်ပြီးတော့ရေဆက်ကုံသွားတဲ့အခါမှာကွေကွင်းသွားကြတဲ့ဘဝလက်တွဲပေါ်တွေလည်းရှိကြတာပဲအဲ့တော့တခါတလေကျရင်အိမ်တော်ကြီးအဲဒါဘဝလက်တွဲပေါ်မှာဆိုရင်တချို့ကျတော့ဒီသူ့ရဲ့အချစ်သူ့ရဲ့ခန္ဓာကိုယ်ကြီးကိုမရခင်မှာတော့ဘာပဲဖြစ်ဖြစ် ိုလေဆိုတာအလကားရတာလေအလကားရတဲ့လေကိုအယုံသွင်းပြီးပြောပြီးတော့ကိုချစ်တဲ့သူကငါ့ကိုတကယ်ပြောနေရပဲဆိုဒီလေမှာตาရပြီးတော့မနစ်မျောဖို့ကိုလင်းကပြောခြင်းတယ်တချို့ကဒီပြောလိုက်တဲ့စကလုံးလေးလှလှလေးတွေတန်းစင်ချိုချိုလေးတွေကိုနှဝင်ချိုပြီးတော့ရင်ထဲကိုရောက်တယ်ဆိုပြီးတော့အရာကိုယုံကြည်မှုတွေလွန်ကဲပြင်းထန်သွားပြီဆိုရင်တော့ပထမအဆုံးအနေနဲ့အမှောင်တကားကြီးကို စပွင့်လာပြီလို့လင်းရတော့မြင်တယ်အမောင်တကားကြီးပွင့်မြင်ဒီအမောင်လန်းကြီးကိုရှောက်ရတော့မှလीအဲ့မှာဒီယောက်ျားတစ်ယောက်ကဒစိမ့်နှစ်ယောက်ပေါင်းဖားရတဲ့ကြောင့်ဒီယောက်ျားရဲ့ကိုချင်းသိခါရီဒီယောက်ျားတစ်ယောက်ရဲ့သီလတမာရီစိတ်ထက်ဉာဏ်ပညာခွန်အားခွန်အားဆိုတာတော့ဘာလဲဆိုတော့ကိုသူ့ကိုယူတဲ့အချိန်မှာ ူကိုမိခိုအားကိုရလောက်မှာအရေးချင်းရှိမှာလားသူနဲ့လက်တွဲပြီးရင်ကိုကဥစည်းဥဆောင်လောက်ကမှာလားဆိုတဲ့ဒါခွန်အားအနည်းများကိုတုံးတက်တယ်လို့လင်းရတော့ပြောချင်တယ်။တစ်ခါကျရင်ခွန်အားဆိုတဲ့အခါမှာတစ်ခါလေးကျရင်တချို့ကတချို့အရာကိုတွေးတတ်တာမျိုးရှိတယ်မဟုတ်ပါဘူး။အကိုယောက်ျားကိုယ့်ရဲ့မိသားစုမှာဘယ်လောက်ထိခွန်အားရှိရှိနဲ့ဟလာရုံးကန်ပြီးဥဆောင်နိုင်လဲဆိုတဲ့ဟာကိုလင်းရဆိုလိုခြင်းဖြစ်ပါတယ်။အဲဒါကြောင့်ဒီတယောက်ယူဖို့ဆိုတာအဲဒီလူတယောက်နဲ့လက်တွဲပြီးတော့ယူဖို့ဆိုတာ သုံးလနဲ့ကြိုက်ပြီးတော့ခုချိန်ဒီတည်မြဲနေတဲ့ချစ်စုံတွဲတွေကိုလည်းလင်းခုချိန်ကြီးမြင်ရတွေ့ရတယ်။ဒါလေးမြင်ပေါ့နော်။ဟုတ်ကဲ့။၈နှစ်၊၉နှစ်၊၃နှစ်၃မိုး၊၅နှစ်၅မိုး၊၉နှစ်၉မိုး၊၁၀နှစ်၁၀မိုးကြိုက်ပြီးမှကွေကွင်းသွားကြတဲ့ချစ်သူစုံတွဲတွေကိုလည်းမြင်ရတွေ့ရတယ်။နောက်ဆုံးဘသူနစ်နာသွားလဲဆိုရင်ကျမတို့ရဲ့မြမအမျိုးသမီးတွေကတော်တော်နစ်နာတယ်လို့လင်းရတော့သုံးသပ်ပါတယ်။မြမအမျိုးသမီးတွေဆိုရင်အမျိုးသမီးတွေရဲ့အားနည်းချက်က ကိုတကယ်ချစ်ပြီးကိုရင်ထဲကတကယ်မျက်နှိုးသွားပြီဆိုရင်အယုံလွယ်တတ်တာပထမအဆုံးအမောင်တကားအမောင်လမ်းရဲ့ပထမခြေလမ်းလို့တကားပွင့်ပြီးသူစကားကိုကိုယုံလိုက်တယ်တကယ်ကွာအရန်ကိုပုံအော်ပြီးယုံလိုက်ပြီဆိုဒီအမောင်ခန်းတဲ့ကိုပဲကွာပထမခြေလန်းလှမ်းမိတယ်လို့ဖြစ်သွားတဲ့အခါမျိုးတွေပေါ့နော်အဲ့တော့အရာရာကိုအချစ်စိတ်တစ်ခုတည်းနဲ့အဲနင်မျောပြီးတော့ ကိုချစ်သူစကားကိုပဲအမှန်ယုံတဲ့ဟာမျိုးတွေပေါ့နော်အဲ့မှာဘယ်အစားဖြစ်လာပြီလဲဆိုရင်ပထမဆုံးအနေနဲ့ချစ်ချစ်စခင်စားကျင်နာစားလို့မဟုတ်တော့ဘဲနဲ့အဲဘယ်လိုမှလည်းပြောမလဲအဲလက်ပါရာရာမျိုးတွေကျန်းတန်းရုံညံ့တဲ့စကလုံးအသုံးနှုံးတွေကိုအသုံးနာမျိုးတွေနဲ့အရင်ဆုံးကတော့လက်မပါခင်မှာကျန်းတန်းတဲ့စကလုံးတွေသုံးပြီးတော့ အဲစတင်ပြီးတော့အဲစော်ကားလာတာပေါ့နော်နောက်တစ်ပတ်ကျလို့ရှင်အဲလက်ပါလာပြီးတော့အိမ်တွင်အကြပ်ပတ်မှုတွေဖြစ်လာတယ်အဓိကနှစ်နာရတာတော့မျိုးသမီးတွေအများစုလို့လင်းထင်ပါတယ်အဲ့တော့ကြောင့်မျိုးသမီးလေးတွေကမျိုးသမီးဒူရီယာဆိုရင်ကိုယ့်ရဲ့ဘဝကျင်ပေါ်ရွေးချယ်တဲ့အခါမှာအဲချစ်တာတစ်ခုတည်းကိုပဲခေါင်းထဲမှာမစင်စားဘဲနဲ့မဆုံးဖြတ်ဘဲနဲ့ငါရှိရောက်မှငါသွန်သင်ပေးမယ်ငါပြုပြင်ပေးမယ်ဆိုတာ ငါလှုပ်လိုက်မယ်ဆိုရဲအတွေးမျိုးတွေကိုဖြောက်စီစင်ပါတယ်။အဲလူတယောက်ရဲ့ဘေစလူတယောက်ရဲ့ဝါသနာဆိုတာကကိုကိုရင်ကိုတခြားကိုကသူများတယောက်ကိုပြောင်းလဲပြုပြင်လို့မရပါဘူး။ကိုကိုရင်ပြုပြင်ပြောင်းလဲမှရလို့ဖြစ်လို့ရတဲ့အရာဖြစ်တဲ့အတွက်ကြောင့်ငါနဲ့အိမ်အောင်ချသွားရင်တော့သူအရာရာပြောင်းလဲပြီးလိမ်မာသွားမှာပဲဆိုရဲအဲလွဲမားတွေးခေါ်တတ်တဲ့အတွေးမျိုးတွေကိုမထားပါနဲ့လို့လောကမှာလူဆိုတာကသူ့ရဲ့ သူဖြစ်နေတဲ့ဖြစ်တည်မှုသူဖြစ်နေတဲ့ဗီဇသူလက်ခံထားတဲ့အဲလူချင်းဝင်အတိုင်းဝိုင်းကသူနဲ့ပဲဆိုင်တာပါအဲ့တော့ကိုနဲ့ယူမှာကောင်းမယ်ငါမင်းချင်းရဲ့အချစ်ကိုရရင်ကိုဒါတွေကိုချစ်မကြိုက်တာတွေကိုကိုကပြုပြင်မမယ်ဆိုတော့စကလုံးလှလှလေးနဲ့သုံးလုံးနာတွေကိုအယုံမလွင်မိပါစေနဲ့လို့လင်းကတော့ပြောချင်ပါတယ်ပြီးရင်လည်းအဲဘလိုပဲဖြစ်ဖြစ်ဘလိုပဲအခက်အခဲမျိုးတွေပဲရောက်ရောက်အဲကိုရဲ့သားတကယ်လို့ယူပြီးသွားတဲ့အခါမှာကိုရဲ့သားသမီးရဲ့မျက်နှာကို အဓိကထောက်ထားပြီးတော့အရာရာကိုဟိုကိုကိုလျှောက်တဲ့လမ်းမှာအကောင်းဆုံးပြင်ဆင်ပြီးတော့ဘယ်လိုလေးပြန်ပြင်ဆင်ပြီးတော့လျှောက်လှမ်းရင်ကောင်းမလဲဆိုတဲ့ဟာမျိုးလေးပေါ့နော်သားသမီးမျက်နှာလေးကိုထောက်ထားပြီးတော့ဟိုဒီကိုယ့်ရဲ့အိမ်အောင်ရေးမှာလဲကိုယ့်ရဲ့ကျင့်ပေါ်နဲ့အဲတတရရာဖြစ်စေခြင်းပါတယ်။ဘာကြောင့်လဲဆိုတော့တစ်ခါတလေကြာရင်လေလူဆိုတာက ကိုက ဖြစ်တည်ပေမဲ့တခြားမျိုးသားကကိုကိုစိတ်မပါတော့တဲ့အချိန်မနှိမ့်မြို့တော့တဲ့အချိန်မျိုးတွေကြာရင်ကိုကိုကိုလည်း ဆုံးဖြတ်ချက်မမဲစွာနဲ့ဆုံးဖြတ်ချက်တွေမချမိပါစေနဲ့ဟုတ်ကဲ့ကိုသားသမီးကိုရင်သူရဲ့နောင်ရေးကိုပဲဦးစားပေးပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါမင်းပြောရတဲ့အချိန်မှာဟိုမျိုးသမီးအတော်တော့မှဖြစ် ဘဝလက်တွဲပေါ့မယူရသေးတဲ့သူတွေအတွက်ရောရွေးချယ်ပြီးလို့တခါကြတော့လို့ရှင်ကိုမတော်မှားသွားတယ်လို့တွေးနေမိရဲ့သူတွေအတွက်ရောအကြောင်းအရာတွေအတွေးအများကြီးရရှိမျိုးသားတွေမဆိုလိုပါဘူးကောင်းတဲ့မျိုးသားတွေလည်းရှိပါတယ်ရှိပါတယ်အဲ့ဒါမျိုးရှိတယ်သူတို့ဆိုလို့ရှင်လည်းကိုရီဖြတ်တန်းခဲ့တဲ့ကိုယ့်လက်ရှိမှာအိမ်အောင်တယ်ပေါ့နော်ဒါပေမဲ့ငယ်စဉ်ပေါ့နော်ဟိုဖြတ်တန်းခဲ့တဲ့အချိန်မှာဆိုလို့ရှင်ကိုရဲ့လူကြီးမိဘတွေကိုဆွေမျိုးသားချင်းတွေအကောင်လုံးကကြုံတိုင်းမှာဆုံးမကြတယ်သူတို့အနေနဲ့ကကို့မှာသမီးပြိုလေးတယောက်ရှိပြီဆိုရင်လည်းဒီသမီးပြိုလေးရဲ့ပညာရေးတွေဘာတွေအပြင်အားလုံးကစိတ်ပူကြတာဒီကလေးဒီကလေးမကဘယ်အချိန်မှာဘယ်လိုလက်တွဲပေါ်ရွေးချယ်လိုက်မလဲ ဆိုတာကမိသားစုတိုင်းဝိုင်းတစ်ခုလုံးအတွက်ကလေထောက်တာမပြောပြီမယ်ရင်ထဲမှာရှိနေတဲ့အအကြောင်းအရာကိစ္စတစ်ခုပေါ့နော်ဆိုတော့အဲ့တော့အမြင်လဲဆုံးမကြတယ်အဲ့လူကြီးကြီးဆုံးမကြတယ်မှာစူလက်မှတ်မိနေတာနားဆွေးနေတာဘာလဲဆိုတော့အဲတခါကြလို့ရှိရင်တို့တွေကအချစ်က တကယ်ကြောင့်တွေ့ရတဲ့အချိန်ကမတူဘူးလေနော်။ဒါလေးကြားလို့ရှိရင်ငယ်တဲ့အချိန်မှာပဲနှလုံးသားနုနေတည်တဲ့အချိန်မှာတွေ့သွားတဲ့ကြတာမျိုးလည်းရှိတယ်။အဲ့တော့တေချာတာဒါခါလေးကြားလို့ရှိရင်ဒါပေမဲ့ငယ်တဲ့အချိန်မှာတွေ့ရတဲ့အချိန်တိုင်းကလည်းမစစ်မှန်ဘူးလို့မပြောပါဘူး။စစ်မှန်တာလည်းအများကြီးရှိရဲ့အခုချိန်ဒီငယ်တဲ့ကနေချစ်ပြီးတော့တေချာတာတက်တဆုံးပါဆီရတဲ့အညာမက်တီလည်းတွေ့ရတာပဲနော်။ဒါပေမဲ့အများသောအားဖြစ်တော့အရင်ငယ်တဲ့အချိန်မှာဟုတ်အတိညာအရင်မရင်ချစ်သေးတဲ့အချိန်မှာကိုကရီယူမမမိုင်းနဲ့ချစ်လိုက်ပြီးရွှဲလန်းသွားပြီးလို့ရှိရင် ဲ့နောက်မှာချရဲဆုံးဖြတ်ချက်တွေအတွေးတွေကမှားတာများတယ်ဆိုတော့ဟိုဆလိုက်အတွေ့အကြုံရပါတော့အဲဘောလာတော်ရွေးတဲ့အခါမှာဆိုရင်အကြံပေးချင်တာကလူတိုင်းကတော့ကိုယ်တဘောအလုံးကိုအကောင်းမွန်ဆုံးအနှွေးထွေးဆုံးအတောက်ပဆုံးဖြစ်အောင်ထားနိုင်မယ့်လက်တွဲပေါ်ဘဝကျင်ပေါ်မျှော်လင့်ကြတယ်ဒါမဲ့ မျိုးသမီးတွေကကန်ခြင်းကမတူဘူးအဲအိမ်အောင်ပြုတယ်ဆိုတာကထီထိုးသလိုပဲအရင်မှန်အဲ့တော့အဲ့လိုမျိုးဒီဥစ္စာဒနာတွေပညာရည်ချင်းတွေအပြင်အဓိကကြတဲ့အချက်ဆုလက်တွေးမိရဆို၃ခုရှိတယ်ပထမဆုံးတစ်ခုကအရည်ချင်းရှိဖို့လိုတယ်ချမ်းသာမချမ်းသာတွေအပါတာကိုရွေးချယ်တဲ့အမျိုးသားကနံပါတ်၁အရည်ချင်းရှိရမယ်နောက်တစ်ခုကကိုခြင်းစာစီရှိရမယ်အဲ့ဒါအရင်ရည်ကြည့် ကိုချင်းစာသေးရှိမှာကိုကိုသူ့ရဲ့နှမလေးလို့သူ့ရဲ့မိခင်လို့သူ့ပုံဝင်ကျင်ကမျိုးသမီးတွေကိုတန်မိုးထားပြီးတော့ तू ကချစ်တာလည်းမဟုတ်ပဲကျင်နာမှုတွေပါ तू ကပြုလုပ်နိုင်ပြီနောက်တစ်ခုကသစ္စာရှိရဆိုတော့ဒီအချက်တွေရှိမယ်ဆိုရင်အခြေခံကြရတဲ့ဒီအချက်၃ချက်လောက်တော့ရှိမှာပဲ ကိုရဲ့ဆုံးဖြတ်ချက်တွေကမှန်ကန်ဖို့ chance များမယ်ဟုတ်တယ်နော်ဟုတ်တယ်အဲ့တော့အဲ့လိုအကြောင်းအရာကြီးရှိပါတယ် main ကလေးတွေကတော့လေဟုတ်မမသင်ရောဘလို့ဆက်ပြီးကြားရချင်းမသင်ရောအဲ့ဒီကောင်ညာနေပေါ့နော်ကိုကကြားတော့လေကိုကလည်းကိုတော်တိုက်ပတ်နေအဲ့ main ကလေးတွေကတော့လေဟိုကိုကချစ်ကိုကိုးကွယ်ခဲ့မိသေးလား အဲရှိခဲ့တာဗောရှိခဲ့တာဗောအဲမှန်းမှန်းသိရလေမှန်းမှန်းသိပါတော့အဲမိန်ကလေးတွေကကြားထားလေးဗာလဲဆိုတော့တစ်ဖက်သူအားကိုးမိရာကြီးများတဲ့အခါကျရင်တစ်ဖက်လူကကိုယ့်ပေါ်တစ္ဆာဖောက်သွားတဲ့အချိန်ကျရင်အဲ့ဒီမှာငါဟိုငါဆိုဒီမှာဗာအိဗေမှာမရှိတော့ဘူးဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးနဲ့ပြိုလဲသွားတာမျိုးอ่ะဒါငယ်တုံးရွယ်တုံးမှာဖြစ်တတ်တဲ့သဘာဝဗောကျွန်တော် ပါวะဒါပေမဲ့တဖြည်းဖြည်းနဲ့အသက်ကြီးလာတဲ့အခါရင်းချက်လာတဲ့အခါမှာအိမ်အောင်ဘက်ရွေးချယ်တဲ့အခါမှာစဉ်းစားစရာတွေကအရန်များလာတယ်ခုနမဆုလက်ပြောသလိုပေါ့ဒီအချက်၃ချက်သူတို့ငွေအကြီးပိုင်းနဲ့မဆိုင်တော့ဘူးအဲ့ဒါကြတော့လေဒီယောက်ျားတစ်ယောက်ကသူ့မှာကိုအားကိုရလောက်တဲ့အခြေအနေတစ်ခုရှိလာပေါ့အဲ့ဒါငွေကြီးကိုသွားမိခိုးချင်တာမဟုတ်ဘူးကိုရဲ့လုံခြုံမှုပေါ့လုံခြုံမှုအပိုင်းကိုပေးနိုင်တာဘာလို့ဆိုတော့ကိုရီးယားချစ်ပြီဆိုရင် ခေစီတွင်ကြအကုန်ပြောမိတာဟုတ်တယ်ကိုရဲ့ life partner ကောင်တစ်ခုအဲတရားအနေနဲ့ပေါ့တတ်မှတ်ပြီးတော့ဆိုတော့အဲ့ဒီလူကကိုကိုပြန်ပြီးတော့တစ်ချိန်ချိန်မှာကိုအားနေနေတဲ့အချိန်မှာပြန်ပြီးတော့အဲ့ဒါကိုအားနေချက်တွေကိုပြန်ထိုးနှက်တဲ့အခါမျိုးမှာအဲ့လူကကိုယ့်ရဲ့ life partner ကောင်မဟုတ်တော့ဘူးဆိုရင်တော့လမ်းခွဲတင်တယ်လို့ဆင်ရထင်တယ်။ဒါဆိုကိုယ့်ရဲ့အားနေချက်တကူလည်း तू သိရယ်ကိုယ့်ရဲ့အားသာချက်တူလည်း तू သိရယ်အဲ့ဒါအောင်မှာတစ်ချိန် तू ကိုဟိုတခြားလူနောက်တစ်ယောက်ပေါ်လာတာပဲဖြစ်ဖြစ်ကိုယ့်ကိုဆက်မချစ်နိုင်တော့တဲ့အခါမှာ ကိုယ့်ရဲ့အားနည်းချက်ကိုပြန်ထောက်ပြီးတော့ပြန်ပြီးတော့ပြောနေပြီဆိုတဲ့လူမျိုးอ่ะအဲ့ဒါယောက်ျားကောင်းလည်းမဟုတ်ဘူးအဲအဲ့ဒီလူမျိုးอ่ะမိန်းမပဲဖြစ်ဖြစ်ယောက်ျားပဲဖြစ်ဖြစ်မိန်းမကောင်းယောက်ျားကောင်းလုံးဝမဟုတ်ဘူးသူတို့ရဲ့စိတ်ဓာတ်အဆင့်တန်းပေါ်မူတည်သွားတယ်လို့ဇင်ကထင်တာပဲအဲ့တော့ကြောင့်ဇင်ကတော့တယောက်ယောက်ကိုယုံကြည်မိပြီဆိုရင်ဇင်ကအမြဲအကုန်လုံးကိုဖွင့်ပြောတတ်တယ်အကုန်လုံးကိုပြောပြတတ်တယ်ပေါ့နော်ဒါပေမဲ့ ဲ့လိုမျိုးကကြတော့လေတခါလေကြရင်လူရွေးချယ်မှုမှန်ကန်ဖို့အတွက်လိုအပ်တယ်အဲ့တော့ကြောင့်များတော့ဖြင့်တငယ်ချင်းပဲဖြစ်ဖြစ်အိမ်တော်ဘက်ပဲဖြစ်ဖြစ်ကိုပြောချင်တဲ့အကြောင်းအရာတွေဘာတွေပေါ့နော်ရင်ဖွင့်ချင်တာပဲဆိုရင်ရွေးချယ်တတ်ဖို့ရွေးချယ်ဖို့အမ်မှန်ကန်ဖို့အတွက်လိုအပ်တယ်ပေါ့အဲ့ဒါလေးကတော့ဈင်းရဲ့ဘဝအတွေ့အကြုံညာအဲ့ဒါလေးပြောချင်တာပါဟုတ်ကဲ့ကိုကမှန်ကန်နေပြီပေါ့နော်အဲကိုကိုကိုပြန်ပြောနေရအားလားကိုကိုပဲပြန်ပြောပြနေရပါလား ဟုတ်တယ်အဲ့နည်းနည်းအဲ့ဒီပိုင်းနည်းခက်ခဲနည်းနည်းဟုတ်တယ်ကိုကနှလုံးသားတစ်ခုရဲ့နဲ့မဟုတ်ပဲနဲ့အုံနောက်နေပါအတူရှင်တွဲပြီးတော့တေချာဆုံးဖြတ်ဖို့လိုအပ်ပါတယ်အဲ့တော့ညီမလေးအသက်တွေကြီးလာပြီးတော့ခုတည်းတွေ့နေနော်လေးနဲ့ကိုနဲ့နော်ပြိုဖြစ်နေကြောက်တဲ့လေးလက်တော့ပါနေကြတာပေါ့လေးပါလေးကပြိုပြီးနော်ပြိုလေးပြိုလေးဖြစ်နေရဲ့စက္ကန့်လေးနဲ့ဟုတ်တယ် အဲ့တော့တောက်ထဲရှိနေရလဲအစ်စေပဲကိုကိုကိုကအရင်မြှခိုးကင်းမဲ့နေရလေဗီဒီယိုတွေဆိုတော့လေကိုကိုပဲလာအေးဘောဟုတ်တယ်ဟုတ်တယ်လေအားကြလိုက်တာလေအားကြရဲ့လေဘောပဲလာအောင်နေလိုက်ကြတယ်အဲဇဲကြဘာကိုဆိုတော့လေလာမဖြစ်ဘာကိုဆိုတော့တချို့ကြ reflect လို့ပြောကြတယ် toxic ရတာမဟုတ်ပြောကြတယ်ဘာကိုတွေလေဒီလားဟုတ်တယ်ဘာကိုတွေမတွဲနဲ့ဆိုပြီးပြောကြတယ်မျိုးရှိတယ်ဟုတ်ပါဘာကိုတွေအပြုတ်တွေဖြစ်မှာပေါ့ဘာကိုတွေရတယ်ဟုတ်ပါ အဲ့ဒါတော့ဝလုံးရှိနေရမ်းတာပါဟုတ်တယ်ဟုတ်တယ်လက်မခံပါမဟုတ်ပါဘူးเนาะအဲ့လိုမအဲ့လိုမျိုးမဟုတ်ဘူးမောင်လေးတို့အဇီဝန်အဇီဝန်ဒီပါလေကဲအဲ့တော့ဒီနေ့ရဲ့ဆွေးနွေးမှုကတော့အိမ်ထောင်ဘက်ရွေးချယ်တဲ့အခါမှာမှန်ကန်တဲ့အိမ်ထောင်ဘက်ပေါ့နော်အဲရွေးချယ်မှုမှန်ကန်ဖို့အတွက်ပေါ့ယောက်ျားလေးပဲဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ဒါလေးတွေကတော့ဇင်းတို့တိတိလောက်ပြန်ပြီး share လုပ်ပေးတာပေါ့နော်ဟုတ်တယ်ဟုတ်တယ်ဒါလေးလည်းပါဝင်ပြန် share လုပ်ပေးတော့ကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့ပါအာဇင်းတို့နောက်ထပ်လာမယ့်အဆီဇင်မှာဒီနေ့အကြောင်းအရာနဲ့ဆက်ဆက်ပြီးတော့ထိတ်ခေါ်ထားတဲ့ uh, celebrity guest တွေရှိတယ်ရှိပါတယ်နော် guest တွေဆိုအများကြီးပဲအာအများကြီးပဲ guest တွေဆိုကျွန်မပြောင်းအောင်ပါဟုတ်တယ်လင်းဒီလာခင်ဗျာတို့ပို့ယူထားမှာပဲပြောင်းမှာပဲခေတ်ပို့ယူမယ်ဆိုတော့လင်းလာလင်းလာတင်းလာ Okay အဲ့တော့အဲ့ဒါပြောပါမယ်နော်အဲ့တော့ကျွန်တော်ခဏနေကြရင်ပြိတ္တတွေအတွက်ကိုနှစ်ယောက်ကြာတော့ကျွန်တော်လူသွားမှာမဖြစ်ပါဘူးလင်းရင်မဆွတ်ထွားရလိမ့်မယ်ဆွတ်ထွားရလိမ့်ပြိတ္တတွေအတွက်ခဏနေကြရင်ဒီနေ့ဖိတ်ခေါ်ထားတဲ့ celebrity guest တွေနဲ့မိတ်ဆက်ပြပါမယ်ရှင်